ဒီနေ့ပြပြပေးတော့မှာကတော့ဒီကိုရီးယားနိုင်ငံမှာပေါ့နော်ချိုကိုတိုင်းဒီမျိုးလုံးပါဝါလို့ပေါ့နော်လေဆာပစ်ကူထောင်းလောက်ခဲ့တဲ့အကြောင်းလေးကို share ရင်းလောက်ပေးသမှာပဲဖြစ်ပါတယ်အာဒီစေယုံရောက်တဲ့ခါမှာဒီမျိုးလုံးနဲ့ပတ်သက်ပြီးကုတန်နေဘယ်နှမျိုးရှိလဲဆိုတော့သိခဲ့တယ်ပေါ့နော်အားလုံးကုတန်နေ၅မျိုးရှိတဲ့အဲအကြောင်းတွေ့ခဲ့တယ်ပေါ့နော်ငါချိုကတော့ဒီအဲ့ထဲမှာမှဒီနံပါတ်2နေရာမှာရှိတဲ့ smile smile lashes ဆိုတဲ့ကုတာနေနဲ့ကုတာခဲ့တယ်ပေါ့နော် အဲ့ကုသနေ၅မျိုးကဘာလဲဆိုလို့ရှိရင်နံပါတ်၁က Smile Pro နံပါတ်၂က Smile Lashit နံပါတ်၃နေရာမှာကျတော့ Biso Lashit နံပါတ်၄ကျတော့ Lasik နံပါတ်၅မှာကျမှန်ဘလူးထဲကုသခြင်းဆိုပြီးတော့၅မျိုးရှိရမနော်အဲ့ထက်မှာမှာဘာတွေကွာချမှုရှိလဲဆိုလို့ရှိရင်ဒီ Smile Pro ကျတော့ Kidney စက်ကိရိယာတွေနဲ့အဲကုသပြီးတော့ဗောနော်ဒီ Laser ပြစ်ကုသကုထုံးကုသခြင်းက7စက္ကန့်ပဲကြာပါတယ် အားသာချက်ကတော့အလွန်မြန်တဲ့တိကျမှုပိုကောင်းတဲ့နာကျင်မှုအန္တရာယ်မရှိဘူးနာကျင်မှုမရှိဘူးပေါ့နော်မျိုးလုံး၆သွေးမှုကိုလည်းအဲနေပါစေပေါ့နော်ဒါကတော့နံပါတ်1 smile pro ရဲ့အားသာချက်ဖြစ်ပါတယ်နောက်တစ်ခုဒီ smile smile lasik နံပါတ်2နေရ smile lasik ကတော့ဟောဒီမျက်ကြည်လွှာကိုပေါ့နော်2 mm 6 mm လောက်ရှိတဲ့အနေထားလောက်ရှိတဲ့ပေါက်လေးဖောက်ပြီးတော့အတွင်းကပေါ့နော်ဒီအမေးပါလေးကိုဖယ်လိုက်တာပေါ့နော်ဖယ်လိုက်တဲ့သူ့ရဲ့အာသာချက်ကလည်း ဘာလဲဆိုအနာကျက်မြန်နေအဲမြက်ဒီမျက်လုံးမျက်ရည်ပေါ့နော်ဒီမျက်လုံး၆၆သွေးချင်းကိုလည်းသူနေပါစေတယ်ပြီးတော့အနာကျက်လည်းမြန်နေနောက်တစ်ခုကဒီခွက်စိတ်တန်ရာကသေးတဲ့အတွက်ကြောင့်ပေါ့နော်အနာကျက်ပေါ့နော်အမြန်နေဆိုတာခွက်စိတ်ခွက်စိတ်တန်ရာသေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်နံပါတ်၃က bisu last ship ဖြစ်ပါတယ် သူကတော့ဒီမျက်ကြည်လွှာကိုအဖုံးအုပ်ပြီးတော့လေဆာပစ်တဲ့ကုထုံးဖြစ်ပါတယ်။သူကအာတာချက်ကတော့သူကမျက်လေဆာပစ်ပြီးရင်မျိုးလုံးကပုံမှန်အတိုင်းအမြင်အာရုံကိုကောင်းမွန်လာမှာပဲဖြစ်ပါတယ်။နံပါတ်၄နံပါတ်၄ကတော့ lasix ခေါ်တဲ့ဒီလေပါဝါဖြောက်ကူတာနေပါအဲ့ဒါသူကတော့ဒီမျက်ကြည်လွှာကိုဖယ်ပြီးတော့ဗောနော်မျက်ကြည်လွှာကိုဖယ်ပြီးတော့လေဆာပစ်ကူတာခြင်းဖြစ်ပါတယ်။ ဒီမျိုးလုံးတိဆောက်ပုံကိုဟိုကိုဘာမှအန္တရာယ်မဖြစ်စေတဲ့အတွက်ကြောင့်ပေါ့နော်ဒီကုတာနေကဒီထိခိုက်ထိခိုက်မှုများထိခိုက်လွယ်တဲ့ပေါ့နော်အာဂတာသမားတွေအနေနဲ့တောင်မှပဲဒီ list ဒီကုတာနေကိုဟိုကုတာဖို့အတွက်ကောင်းမွန်တယ်လို့သူပြောတယ်ပေါ့နော်နံပါတ်၄ကုတာနေကတော့နံပါတ်၅အနေနဲ့ကနံပါတ်၅အနေနဲ့ကမှန်ဘလူးထဲကုတာချင်း မန်ဘလူးထဲကုတာချင်းဆိုတာကောမျိုးလုံးထဲကိုဒီမန်ဘလူးထဲပြီးတော့ကုတာတာပေါ့နော်အဲ့လိုအဲ့ကုတာနေဘလူးလူတွေကုတာရမလဲဆိုလို့ရှိရင်ဒီမျိုးလုံးပါဝါအရင်များတဲ့သူတွေနောက်တစ်ခုကဒီဘယ်ပြောမလဲမျက်ကြည်လောက်ပါတဲ့သူတွေကဒီမန်ဘလူးထဲကုတာချင်းကိုကုတာလို့ရပါတယ်အခု ကျောရောပေါ့နော်အခုကုတတာတာက smile lashes ပေါ့နော် smile lashes ဒီကုတနေဖြစ်ပါတယ်အဲဆေးရုံရောက်တဲ့ခါမှာဘလိုမျိုးတွေသူတို့စမ်းတက်လဲဆိုလို့ရှိရင်ပေါ့အရင်ဆုံး power တွေအမြင်အာရုံတွေ slim slim နာတွေပေါ့နော်ပြီးလို့ရှိရင်အာရုံကြောအာရုံကြောနဲ့ဆိုင်တာတွေအော်ဘယ်လိုစစ်တယ်ပေါ့နော်၄၅မျိုးလောက်သူတို့စစ်တယ်စစ်ပြီးသွားတဲ့ခါမှာပုံမှန်အတိုင်းမျက်မှန်လောက်တော့ကဒီဆေးရုံဆေးကန်းတွေမှာစစ်တယ်လို့မျိုး ဒီစလုံးတွေကိုဟိုစလုံးတွေကိုမြင်ရည်မြင်ရည်အဲ့ဒါတွေကိုလည်းစစ်တယ်ပေါ့နော်ပြီးသွားတဲ့အခါမှာခဏအဆောင်ပြီးတော့ဆရာကဆရာဝန်ကလာပြီးတော့ပေါ့နော်ဒီမျိုးလုံးတွေကိုစေးထဲတယ်စေးထဲတာထုံစေးပေါ့နော်ထုံစေးအနေနဲ့ထဲတယ်ပြီးလို့ရှိရင်ဆရာဝန်ကြီးနဲ့တွေ့ပြီးတော့ဆရာဝန်ခွဲစိတ်ဆရာဝန်ကြီးကဒီမျိုးလုံးကိုပေါ့နော်သူတို့အမှတ်သားထားလောက်တယ်ပေါ့နော်လောက်ပြီးပြီးလည်းပြီးရောခဏထိုင်ဆောင်ပြီးတော့ဒီကောင်တာမှာစေးထုတ်ဖို့အတွက်သူတို့စေးစာရည်တွေပေးတယ်စေးသွားထုတ်ရတယ်ပေါ့နော် စိတ်ထုတ်ပြီးတော့ပြန်လာတဲ့အခါမှာဒီအဲ့ရနေပဲမခွဲစိတ်ခင်တောက်ရမယ်စိတ်တွေရှိရပါတော့ IC ကိုတောက်ပြီးပြီးဆိုကမှခွဲစိတ်ခန်းနဲ့ဝင်ရတာပေါ့နော်ခွဲစိတ်ခန်းနဲ့ဝင်တဲ့အခါမှာလည်းတခြားဘာကူမှဒီဖီဟိုကြောက်စရာမလိုပေါ့နော်အဓိကတစ်ခုကတော့ဘာလဲဆိုတော့ဒီမျက်လုံးခွဲစိတ်တဲ့အခါမှာအဓိကကြည်နေရမယ်ဟာပေါ့နော်ဒီကိုမျက်လုံးအပေါ်မှာရှိတယ်အာအစိမ်းအောင်ဒါမှမဟုတ်အဖြူရောင်မီးကိုပဲအာယုံစိုးဆိုင်ကြည့်ရမှာပေါ့နော် တခြားနေရာတွေကိုလွဲကြည့်လို့မရဘူးမျက်လုံးကလဲကလဲနဲ့အဲ့လိုကြောက်ပြီးအဲ့လိုလုပ်လို့မရဘူးနော်အဲ့လိုဆိုလို့ရှိရင်အခုကိုက smile လာစဒီခွက်စိတ်မှုလုံနေပေမဲ့အာဒီလိုမျိုးကိုမျက်လုံးကအဲ့လိုမျိုးအငြိမ်မနေတဲ့အတွက်ကြောင့်နော်အဲ့ရနေပြီးတော့ smile လာစမဟုတ်တော့ဘဲနဲ့ last အေးပေါ့နော်အဲ့ကုတာနေကိုပြောင်းသွားတာမျိုးဖြစ်နိုင်နေပေါ့နော်အဲ့တော့ဆရာဝန်တွေကတော့ထထန်ဒီခွဲစိတ်ဝင်ကားနေမှာမှားတယ်ပေါ့နော်အဲ့လိုမျိုးမှားတယ်ခွဲစိတ်ခန်းနဲ့ဝင်တဲ့ခါကျတော့ဒီ အရင်အုံးဆုံးသူဘောနော်ဒီခွဲကရင်ပေါ်မှာနေပြီးလာပြီးတော့ဒီလေဆာဆက်နေပေါ့နော်မျက်လုံးကိုအရင်ဆုံးလေဆာပစ်တယ်ပေါ့လေဆာပစ်တဲ့အဲ့အချိန်မှာလဲကိုကအဲ့မျက်လုံးကဒီလေဆာမီးကိုပဲတောက်လျှောက်ကြည့်နေပေါ့နော်ကြည့်နေကြည့်နေမြင်းနဲ့မျက်လုံးကိုဖိဖိနဲ့လေဆာကအာဒီမျက်လုံးနဲ့တဲ့သွားပြီဆိုလို့ရှိရင်ဆက်ကပြောတယ်ပေါ့နော်စတင်ပါပြီအဲ့လိုပြောတယ်အဲ့အချိန်မှာ तू ကစပြီးတော့လေဆာပစ်တယ်ဖြစ်တဲ့အခါမှာဖိဖိနဲ့မြင်းနေရနေပြီးတော့ဟိုလုံးလုံးကွယ်သွားတဲ့အနေထားဖြစ်တဲ့အခါကျလို့ရှိရင် လူတွေကလန့်တက်တယ်လေအဲအဲ့ချိန်မှာမလန့်သွားဖို့ပေါ့နော်ဒီတိုင်းပုံမှန်လေးပဲနေပေါ့ဘာလဲဆိုတော့စိတ်ထဲမှာတခုခုဒီပိတ်ဖြူစာမျက်လုံးမအောင်တယ်လို့ပဲအတွေးထားပြီးတော့နေပေါ့နော်အဲ့လိုမျိုးနေဟိုတစ်ဖက်ကိုခုပြစ်ပြစ်ခဲ့တယ်ညီမပြစ်ခဲ့တယ်ဒီ smile ဒီစကပေါ့နော် smile lash lash ကပေါ့နော်ဒီ30စက္ကန့်ကြာတယ်ပေါ့နော်30စက္ကန့်ပြီးသွားလို့ရှိရင်တစ်ဖက်စက္ကန့်တစ်စက္ကန့်နောက်တစ်ဖက်ကိုပြောင်းနေပေါ့နော် အဲ့လိုလုပ်ပြီးတော့ပြန်အဲ့ချိန်မှာလဲကိုကဘာသာစကားမတတ်ဘူးဆရာဝန်နေဘေးကပြောတာကြာတိပါမလားဆိုပြီးတော့ဟိုစိတ်ပူနေစမ်းမလို့ပေါ့နော်ကိုနဲ့တူတူပါလာမဲ့အုတ်ထင်းသူစကပြန်းကိုဟိုဒီမျက်စိခွဲကန်းတဲ့အထိတိုက်ဝင်လာပြီးတော့ဒီဘာသာပြန်ပြီးလို့ရတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့ဒါနှစ်ဖက်လုံးခွဲပြီးွားတဲ့အခါကျလို့ရှိရင်သူတို့ကအာဟိုကမျက်စိ၆တက်တဲ့သူဆိုရင်တခါလေမျက်စိ၆တက်တဲ့အကြောင်းပြောထားပါတော့ အခွဲတဲ့ခါမှာတခါလေသူကရေရောဆေးရေလည်းဖြန့်ပြီးရဆေးလည်းဖြန့်ပြီးပေါ့အကုန်လုံးလုပ်ပြီးရပေါ့နော်အကုန်ပြီးသွားပြီဆိုလို့ရှိရင်ဒီဘာမှမလိုတော့ဘူးပုံမှန်လူတစ်ယောက်လိုပဲသွားလာ လုပ်လို့ရရပေါ့နော်အချိုးကတော့အခုမနေ့ကကိုကအရန်ပထမဦးဆုံးခွဲစိတ်အတွေ့အကြုံဆိုတော့တအားလန့်ကြောက်ပြီးတော့လက်ဖျားချပြရဲအေးပြီးတော့ခွဲစိတ်ပြရတော့မှပဲလူကတအားကြောက်ပြီးတော့လေမျိုးလုံးမဖွင့်ရတဲ့အထေပေါ့နော်ဖြစ်သွားခဲ့တယ်ပေါ့အကြောင်းအားလုံး နောက်လူတွေကိုလည်းမကြောက်ပါနဲ့မကြောက်ပါနဲ့ဒီကြောက်လို့ရှိရင်ပို့ပြီးတော့ဒီမျိုးလုံးမျိုးလုံးကဟွေကြီးတီတောင်ကြီးမြောက်ကြီးဖြစ်တတ်တယ်လေအဲ့လိုဆိုအန်ဒီရများတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဘာမှကြောက်စရာမလိုပါဘူးပြီးသွားလို့ရှိရင်လည်းပုံမှန်ပါပဲအခုချိုးဆိုလို့ရှိရင်လည်းအဲမနေ့ကမှသွားခွဲထားတာပေါ့နော်မနေ့ကမှသွားခွဲရဒီနေ့ပုံမှန်အတိုင်းပဲသွားတယ်လာတယ်စားတယ်တောက်တယ်ဒီပုံမှန်အတိုင်းပဲဖြစ်သွားတယ်ပေါ့နော်အလုတ်အလုတ်သမားနေနေရလဲအလုတ်ပြန်ဆင်းလို့ရတယ်သူကဒီနေ့စနေနေ့ခွဲရဆိုလို့ရှိရင် ်သိန်းနာရီတည်းရပြန်ချိန်နေပေါ့နော်တည်းရသွားပေးရမယ်နောက်ရက်တည်းရတော့ပုံမှန်နေလို့ရတယ်အဓိကကနေအောင်ကြီးနဲ့တိုက်ရိုက်ထိတွေ့မှုလို့မင်းရအောင်ပေါ့ဒီမျိုးလုံးခွဲပြီးသွားလို့ရှိရင်နေအောင်ကြီးနဲ့ကတိုက်ရိုက်ထိတွေ့လို့မရတော့ကြောင်းဒီနေကမျက်မှန် တက်ရမယ်အလုပ်ထဲမှာတက်เสียရမလို့ဘူးအိမ်မှာနေတက်เสียရမလို့ဘူးနေပူချိန်နေပူတဲ့ကိုသွားမယ်ဆိုလို့ရှိရင်တော့ဒီမျိုးလုံးဒီနေကမျက်မှန်ကိုတက်ကြမယ်ပေါ့နော်ဈေးနှုန်းတွေကတော့ဒီ ထမအူဆုံးဒီ smile lashit pro ဆိုလို့ရှိရင် one နဲ့က130ကျော်ရယ်ပေါ့နော်မြန်မာငွေနဲ့ဆို100 100ကျော်ကျော်လောက်ရှိတယ်ပေါ့နော်100ကျော်ရယ်အခုဒီနံပါတ်2ဒီ smile lashit ကတော့နေရပြီးခဲ့ရခွဲကတင်ခွဲကက126သိန်းနဲ့ဒီစေးဘုံနေပိုင်းနဲ့ဆိုလို့ရှိရင်28သိန်းလောက်အထိတော့သွားတယ်ပေါ့နော်မြန်မာငွေနဲ့ဆို90ကျော်ပဲပေါ့အဲ့လောက်တော့ကြပါတယ်အခုဆိုမျိုးလုံးကပုံမှန်တိုင်းပဲအကုန်မြင်ရတယ် မျက်မှန်ကလုံးဝလုံးဝလွတ်သွားပါပြီ။ဒီကျန်တဲ့ခွဲစိတ်မှုတွေကတော့ခွဲစိတ်ပြီးလို့ရှိရင်3ရက်နားရတာမျိုးရှိတယ်၊4ရက်နားရတာမျိုးရှိတယ်။တလဒီမှန်ဘလူးထဲကုတ္တရလို့ဆိုတလနားရတယ်ပေါ့နော်။အဲ့လိုမျိုးရှိပါရဲ့။အားကြောင့်အားလုံးကိုဒီကိုကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံလေးကိုလာရောက်ညွှန်ဝေပေးရမယ်။ပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။အဆုံးထိလိုက်ကြည့်ပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် ဗီဒီယိုလေးမှာလည်းဘလို့အကြောင်းအရာမျိုးတွေကို share ရင်းလုပ်ပေးသွားအောင်မလဲဆိုတာကိုဆက်လက်ကြည့်ရှုပေးသွားကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်